ဒီနေ့တော့ဘန်ဒိုင်ရဲ့လောကရဲ့အနာဂတ်ကိုဖြောင်းလဲဖိဖို့ရည်မှန်းချက်အကြီးအကျယ်ထားထားတဲ့ momentum ဆိုတဲ့ project တစ်ခုအကြောင်းပြောပြချင်ပါတယ်။တို့ရဲ့ vision ကပါလေ။အဲ့ဒီ vision ကိုဘလို့အကောင့်အထက်ပေါ်သွားမလဲဆိုတာကိုတစ်ချက်လောက်အသေးစိတ်ကြည့်လိုက်ကြရအောင်ပါ။ momentum ကြောင့်ကိုအခုလိုအချိန်မှပြောဖြစ်တဲ့အဓိကအကြောင်းရင်းကတော့သူ့ရဲ့ MMT token ကိုကမ္ဘာအကြီးဆုံး exchange ဖြစ်တဲ့ Binance မှာမကြတဲ့ဟင်ကမှစပြီးရောင်းဝယ်ခွင့်ပြုလိုက်လို့ပါပဲ။ အရင် Binance Launch Pool မှာလည်းပါဝင်ခဲ့ပြီးတော့အခုဆိုရင် MMD ကို USDT, BNB, FTUSD နဲ့တခြားအတွဲတွေအစုံအလင်နဲ့ Binance မှာ trade လုပ်ရနိုင်ပြီဖြစ်ပါတယ်။ဒါပေမဲ့ token listing ဆိုတာကဇလန်းရဲ့အစပဲရှိပါသေးတယ်။ဒီတရင်းကြောင့်ပဲဒီ project နောက်ွယ်က ကြီးမားတဲ့ရည်မှန်းချက်ကဘာလဲဆိုတာကိုလူတွေကပိုပြီးစိတ်ဝင်စားလာကြတယ်။ဆိုတော့ဒီ token ကိုဘာအတွက် fund ချဲ့တာလဲ၊ဘယ်အထိ imman ထားလဲဆိုတာစက်ကြည့်ရကြမယ်။ momentum ရဲ့ရည်မှန်းချက်ကတော်တော်ကြီးပါတယ်သူတို့ကိုသူတို့ crypto လောကရဲ့ robin hood လို့တောင်းတင်စားထားပါတယ် robin hood ကသာမန်လူတွေအတွက် stock စီးကွက်ကိုလွယ်လွယ်ကူကူဝင်ရောက်နိုင်အောင်လုပ်ပေးခဲ့တယ်လို့မျိုးပေါ့ momentum ကလည်းလူတိုင်းအတွက်ပိုင်ဆိုင်မှုအားလုံးကိုလွယ်လွယ်ကူကူရောင်းဝယ်နိုင်တဲ့ကမ္ဘာတစ်ခုကိုဖန်တီးချင်နေရပါသူတို့ရဲ့ white paper မှာရေးထားတဲ့တရားဝင်ရည်မှန်းချက်ကလည်းအရင်ကိုရှင်းလင်းပြသပါတယ်ပိုင်ဆိုင်မှုအားလုံးကိုလူတိုင်းနေရာတိုင်းမှာရောင်းဝယ်နိုင်စေရန်တဲ့ ။ဒါကသူရဲ့အဓိက mission ကိုအတိုးချုပ်နဲ့အထီးမီဆုံးဖော်ပြထားတာပါပဲ။ဒီတော့ချိန်မာတဲ့ရီမန်ချက်ကိုအကောင့်ထဲပေါ်ဟုတ်တဲ့ momentum မှာရှင်းရှင်းလင်းလင်းအဆင့်၃ဆင့်ပါတဲ့မဟာဗျူဟာတစ်ခုရှိပါတယ်။ပထမဆုံး SUE ကို system မှာခြေကအဆင့်ဆင့်ယူမယ်။ပြီးတော့ရင်တခြား blockchain တွေပေါ်ကအပိုင်းဆိုင်မှုတွေကိုချိတ်ဆက်မယ်။နောက်ဆုံးဆင့်မှာတော့ electric ဘာကပိုင်းဆိုင်မှုတွေကိုပါဒီစနစ်ထက်ကိုဆွဲသွမ်းသွားမှာပါ။ကဲအခုသူတို့ beginner စပြီးပါလုံနေပြီလဲဆိုတာကြီးလိုက်အောင် momentum ecosystem ရဲ့အခြေခံဥမျိုးထစ်ပြီးလက်ရှိအထောက်ပြုလို့ရနေပြီဖြစ်တဲ့သူတို့ရဲ့ corporate တွေအကြောင်းကိုအရင်ဆုံးလေ့လာကြည့်ကြအောင်အဓိကအချက်ခြားကြတာကတော့ momentum dex ပါပဲဒါက sweet network တစ်ခုလုံးတာအဓိကငွေဖြစ်လွယ်မှု liquidity ကိုထောက်ပံ့ပေးနေတဲ့ engine E တစ်ခုလိုပါပဲ liquidity ဆိုတာကရောင်းဝယ်တစ်ခုလုံးလိုက်ရင်စိန်းနှုန်းသိပ်မပြောင်းလဲပဲလွယ်လွယ်ကူကူဝယ်နိုင်ရောင်းလိုက်တာကိုပြောတာပါဒါကကျန်းမာတဲ့ ecosystem တစ်ခုရဲ့အသက်သွေးကြော့ပဲလေ ဒီ DEX ဘလောက်တော့အောင်မြင်လဲဆိုတာကိုကြည့်ရင် total value locked လို့ခေါ်တဲ့စုစုပေါင်း lock ချထားတဲ့တန်ဖိုးကိုကြည့်အောင်နဲ့သိနိုင်ပါတယ်အဲ့ဒါကဒေါ်လာတန်600ကျော်တောင်ရှိနေပါပြီဒါကဒီ platform အပေါ်မှာတုံးဆွဲသူတွေရဲ့ယုံကြည်မှုဘလောက်ရှိလဲဆိုတာကိုပြရတဲ့အခိုင်အမာတက်တည်တစ်ခုပါပဲဒါဟာပြင်ဒီ platform ကိုအသုံးပြုခဲ့တဲ့ wallet ရေတွက်ကလည်းစက်အတမ68တန်းကျော်ရှိနေပါပြီဒါကလူနဲ့စုလေးပဲတုံးနေတာမဟုတ်ပဲလူအများပြားကလက်ခံတုံးဆွဲနေကြပြီဆိုတဲ့တက်တည်ပါပဲ နောက်တစ်ခုကတော့ XUSY ပါဒါက liquid staking token တမျိုးပေါ့ပုံမှန် staking လို့နင်ကိုယ့်ရဲ့ coin တွေကတော့ခခံထားတယ်လို့ဖြစ်ပြီးတုံးလို့မရတော့ဘူးလी liquid staking ကတော့အဲ့ဒီလိုမဟုတ်ဘူး staking reward တွေရနေတော့မှာပဲကို stake လုပ်ထားတဲ့တံဘူးကိုကိုစားပြူတဲ့ XUSY token ဘူးပြန်ရတယ်။အဲ့ဒီ token ကို တခြား DeFi protocol တွေမှာဆက်ပြီးအသုံးပြုလို့ရတယ်ပေါ့။ crypto log မှာဘာအရေးကြီးဆုံးလဲဆိုရင် လုံခြုံရေးပဲလေ။အဲ့ဒီအတွက် MSF ကိုတိစောက်ခဲ့ပါတယ်။ဒါကအဖွဲ့စည်းတွေအတွက်ရည်ရွယ်တဲ့ Multi Signature Wallet ပါ။တော်အများကြီးနဲ့ဖွင့်ရတဲ့ဘန်ဒက်ကြီးတစ်ခုလိုမျိုးပေါ့။ Project တွေနဲ့ DAO တွေအတွက်သူတို့ရဲ့ရန်ပုံငွေတွေကိုလွန်လွန်ကျွန်းကျွန်းစီမံခြံခွဲနိုင်အောင်ခုညီပေးပြီးဒါကယုံကြည်မှုတိစောက်ရမှာအခြေခံကြပါတယ်။ဒီလိုခိုင်မာတဲ့အခြေခံအုတ်မြစ်တွေတိစောက်ပြီးတဲ့နောက်မှာတော့သူတို့ရဲ့ Iman ချက်ထဲကအကြီးမားဆုံးအပိုင်းကိုရောက်လာပါပြီ။အဲ့ဒါကတော့ Let's Wait ကဘာကပိုင်ဆိုင်မှုတွေ real world assets RWAs တွေကို blockchain ပေါ်ကို ယူဆောင်လာဖို့ပါပဲ RWA ဆိုတာကဘာလဲဆိုတော့ token ဖြစ်ပြောင်းထားတဲ့အိမ်ချမင်း store share ငွေတိုက်စာချုပ်တွေလိုမျိုးရုပ်ပိုင်းဆိုင်ရာဒါမှမဟုတ်ရိုးရပဏာရေးပိုင်းဆိုင်မှုတွေပါလက်ရှိ RWA လောကရဲ့အဓိက ပြဿနာကတော့ပိုင်းဆိုင်မှုတွေကသူ့နေရာနဲ့သူကိုယ်နေရာနဲ့ကိုပြန့်ကျဲနေပြီးတစ်ခုနဲ့တစ်ခုချိတ်ဆက်လောက်ဆောင်ရတာအရန်ကိုရှုပ်ထွေးခက်ခဲနေရပါပဲ ဒီပြဿနာကိုဖြေရှင်းဖို့ momentum x ကဝင်လာတာပါအခုလက်ရှိရှုပ်ထွေးနေတဲ့စနစ်မှာပိုင်ဆိုင်မှုတစ်ခုချင်းစီအတွက် KYC တခြားစီလုပ်ရတယ် liquidity တွေကလည်း chain တွေအများကြီးမှပြန့်ကျင်းနေတယ် momentum x ကကြတော့ပိုင်ဆိုင်မှုအားလုံးအတွက် KYC တခါလုပ်ပြတာနဲ့ liquidity တွေကိုတနေရာထဲမှာစုစည်းပေးမဲ့စနစ်တစ်ခုကိုဖန်တီးပေးမှာပါဆိုတော့ momentum x ဆိုတာကအရင်ပြောခဲ့တဲ့ပြဿနာတွေအားလုံးအတွက်တိုက်ရိုက်အဖြေတစ်ခုပါ ရိုးရာနဲ့ digital ပိုင်ဆိုင်မှုအားလုံးအတွက်တခုတည်းသောစူးစီးထားတဲ့ဈေးဝယ်ချီတခုကိုဖန်တီးပေးမဲ့တရားကြီးတခုပါပဲ။ကာဘီဒီလောက်ကြီးမား ecosystem ကြီးတဲမှာ MMT token ကဘလို့အခန်းကဏ္ဍကနေပါဝင်နေတယ်လဲ။သူ့ရဲ့တန်ဖိုးကဘယ်မှာရှိနေလာလဲဆိုတာကိုကြည့်လိုက်ချက်ရအောင်။ ထိုကန်ခွဲဝေမှုကိုကြည့်လိုက်တာနဲ့တင်သူတို့ဘယ်ကိုဥတည်နေလဲဆိုတာသိထားပါတယ်အကြီးမားဆုံးအပိုင်းဖြစ်တဲ့၄၅%ကျော်ကို community ဖွံ့ဖြိုးတိုးတက်ရဲ့ကရထုံးဆွဲမှာကိုတွေ့ရတယ်ဒါကဒီ project ဟာရေးရှင်မှာတုံးဆွဲသူကိုဘ ഹു ဖြူမီတိဆောက်သွားမယ်ဆိုတဲ့အရေးအယံပါပဲ MMT token ကိုပိုင်းဆိုင်ထားခြင်းအပြင် protocol ရဲ့အနာဂတ်အထွတ်အုပ်ချုပ်ရေးမှာမဲပေးလို့ရမယ် community မှာတက်တက်ကြွားကြွားပါဝဲဆောင်ရွက်တဲ့အတွက်စုတဲ့ရယူလို့ရမယ်ပြီးတော့ product အသစ်တွေကိုဦးစားပေးသုံးစွဲခွင့်ရတာမျိုးတွေလုံးဆောင်နိုင်မှာပါဒါက token ကိုင်ဆောင်သူတွေကိုရိုးရိုးရင်းနှီးမြှုပ်နှံသူဖြစ်ကနေတက်ကြွတဲ့ပါဝင်သူတွေဖြစ်လာအောင်တွန်းအားပေးနေတာပဲဖြစ်ပါတယ်အဆုံးသတ်အနေနဲ့ momentum project ရဲ့မဟာပြူဟာမြောက်အရေးပါပုံနဲ့ရေရှည်မှာပါဝင်ရည်မှန်းနေတယ်လို့ဆိုတာကိုအနှစ်ချုပ်ကြည့်လိုက်ကြရအောင် ။ Momentum ရဲ့အဓိကမဟာဗျူဟာက Sui Network ကို အရင်ဆုံးစိုးမိုးထားကုန်ပါပဲ။ Sui ဆိုတာကအယံမြန်ပြီးအရေးအတွက်အများကြီးကို တပြိုင်တည်းကိုဂိုင်တွင်နိုင်တဲ့ထူးခြားတဲ့နည်းပညာနဲ့တိစောက်ထားတဲ့ blockchain အဓိတခုပါ။ Sui ရဲ့အဓိကပန်းတာရဲ့အလွာဖြစ်လာခြင်းအားဖြင့် momentum ဟာပြိုင်ဘက်နေပြီးအလားအလာကောင်းတဲ့ blue ocean ဈေးကွက်ကြီးတစ်ခုကို ပိုင်ဆိုင်ထားသလိုပါပဲ။ ဒါတွေအားလုံးကအစပဲရှိပါသေးတယ်။ဒီ project ရဲ့အဆုံးစွန်ပိုင်းနိုင်ကတော့ဒီနေ့ခေတ်ရဲ့ crypto ပိုင်ဆိုင်မှုတွေကနေအနာဂတ်ရဲ့ token ဖြစ်ပြောင်းထားတဲ့ ancient medi stock တွေအထိအရာအားလုံးကိုတနေရာထဲမှာရောင်းဝယ်နိုင်တဲ့ကမ္ဘာလုံးဆိုင်ရာဈေးဝယ်ကြီးတစ်ခုကိုတည်ဆောက်ဖို့ပါပဲ။ဒီဆွေးနွေး chat ကိုအဆုံးတက်အနေနဲ့စဉ်းစားစရာမေးခွန်းတစ်ခုနဲ့အဆုံးတက်ခြင်းပါတယ်။ platform တစ်ခုတည်းကအနာဂတ်မှာရှိလာမယ့်ကမ္ဘာလုံးဆိုင်ရာ token ဈေးကွက်အားလုံးရဲ့ဘဲဟိုအချက်အချာဖြစ်လာနိုင်ပါမလား momentum ရဲ့ညီမှန်းချက်ကအရန်ကြီးမာပြီးတကယ်လို့သာအောင်မြင်ခဲ့ရင်ဖြစ်လာနိုင်တဲ့ရည်ရှိအကျိုးသက်ရောက်မှုတွေကိုစဉ်းစားကြည့်ဖို့အချင်တာခဲ့ချင်ပါတယ်